မေကောင်းမအမေကြနှခမ်းဝင်နဲ့ဆွဲနှုတ်ကလေးကပြသွားတာဟုတ်ကဲ့ကောင်းတာဗျာဟုတ်ကဲ့ကိုကြီးကြီးခဏလေးဟုတ်ကဲ့ ိုရှေကြီးကိုတိုင်းရွေးကိုပဲကြီးအော်ကျွန်တော်တို့မျိုးဆက်တစ်တွေကရိုးရအမွေနှစ်ကိုထိမ့်သိမ့်ရမယ်ဟုတ်ကဲ့မှန်တယ်ဗျအော်အဲ့တော့မင်းသမီးတွေကလည်းရိုးရအမွေနှစ်ထိမ့်သိမ့်ပြီးတော့ကောက်သွားတယ်ဟုတ်ကဲ့ကျွန်တော်တို့မျိုးသားညင်မှုနဲ့အမှုပညာတက်ကတော်ကចောင်းသူចောင်းသားများပေါ့ဗျာမှန်တယ်ဗျအဲ့တော့ကျွန်တော်တို့ကလည်းရှင်းတမစင်ဟုတ်ကဲ့ပြက်လုံးတွေပြက်ရမယ်ဗျာမှန်တယ်အဲ့တော့ကျွန်တော်ကရှင်းလူရှင်တော်တွေစိုခဲ့တဲ့တပောင်ပေါ့ဗျာနန်းကြီးတပောင်ပေါ့ဗျာဟုတ်ကဲ့ဟောင်းတဲ့ဟာကိုကျွန်တော်ကစိုခြင်းနဲ့အတိတ်နံပါတ်ဆောင်တပောင်ဟုတ်ကဲ့နတ်တပောင်လေးကိုစိုင်းစရာ ဆရာအောင်ဝမ်းတုနဲ့ဒီလိုစကြတယ်။နိုင်နိုင်ဆိုင်ဆိုင်လေး လှုပ်လိုက်ပြီပြောတော့တမစင်လေးထိမ့်သိမ့်မယ်အဖွဲလေးညင်ညွတ်နဲ့တေချာလေးတက်ပြီးလှုပ်ထားတယ်အရေးရဲ့အကြောင်းရယ်ဆိုရင်အာမရှိတော့ကိုကရှိရသွားသူတို့ကနောက်ကမလိုက်တော့ကျွန်တော်ကဘယ်လိုလုပ်သွားပြီးတောက်ထက်လှုပ်လို့ရမှာတော့ဒီကောင်လေးတော်တော်ခက်တိုက်ကောင်လေးပဲဟေးခန်းကြီးဆောင်ကနန်းကြီးတော်ကဟေး ေဟေးတပေါင်းငန်ကြားလို့ဖေကြီးပြော်လို့ရောက်လာတာဟောနတ်တပေါင်းငန်ကြားလို့ကိုကြီးပြော်ရောက်လာတာဟုတ်တယ်ဟေးအော်အဲ့ဒါဆိုကိုကြိုးကဒီမှာပါလေကမလို့ပေါ့ဟုတ်တယ်ဟေးအပြစ်ရှိတဲ့လူတွေကို လာတတိပေးတာဟေးဟာအပြစ်ရှိတဲ့လူတွေအော်အပြစ်ကတော့ဗျာမလိမ်မှုမလိမ်မာလေးတွေရှိကြပါလေဗျာအပြစ်ရှိတယ်ဆိုရင်လေကိုပြစ်ရှိရင်ဆယ်ပြစ်နဲ့ပေါင်းပြီးအိမ်တော်ခွေးကအိမ်သားလေးကိုလုံအောင်မိုးပေးခဲ့ပါအေးငါ့ကိုနှီးပေးဟောဘာလို့ရှောက်ပြောနေလဲဟမ်

မ့်မဆိုးပါဘူးရဲ့ဟဲ့ငါပြောချင်တာဟဲ့တားတော်ကြီးကလိမ့်ပြာလှသွားလို့ပါဘူးရဲ့လေလိမ့်ပြာလှလှတာဖိတ်ပြာကဟဲ့ငါကမဲ့ဟ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 ဲ့ဘေးကမဟုတ်လက်ပြာလာသွားလို့လက်ပြာလာပဲလာနေတာငါဘုရားဟုတ်ပြီဟုတ်ပြီဟုတ်ပြီအဲ့ဒါဆိုရင်ဘေးကဟိုတကယ်တကယ်ကတကယ်ကဒီရောတကယ်ကကဲကမဟဲ့ပြောမယ်ဟဲ့

ောက်အမားလောက်ကားတယ်ဟုတ်တယ်ဟဲ့အမေကဘဒုတော့အမေကဘဒုတော့နင်တို့အဖွဲတမ်းမှာဝါသားစားထားတယ်ဆရာဦးကလည်းကျွန်တော်ပြောတယ်အဲ့ဒါကြောင့်ခဏကပြိဿစားတဲ့ဦးက तू ကဝါသားထက်စားတော့အဲ့ဒါ ူတော့စိတ်ဆိုးကုန်ပြီကျွန်တော်စိတ်ကြည့်တယ်အဲ့တော့အမေအမေစိတ်မဆိုးပါနဲ့ဆရာဆရာတော့ဝတ်သားကိုဆရာမဆားတောင်းတော့ပါနဲ့အမေစိုင်းဆရာကိုနောက်တစ်ခါဝတ်သားကိုမဆားခဲ့တာချက်ဆိုတာအမေအမေမကြိုက်လို့ပြောတာလားအမေမဟုတ်ဘူးငါစားခြင်းလို့အေး လို့ဆိုတာကိုရရလားကိုရရဒါပါအမေချမ်းအမေချမ်းအကိုကြီးကျော်လေးကိုကျော်ဘလို့ဘလို့ဘလို့ဆုံးနေတာလေဘလို့ဆုံးနေတာလေနင်းဘာလာလို့တာနင်းဘာလာလို့တာအကကိုကြီးကျော်ငါရင်ဝင်တာငါအမေချမ်းငါလဲဆရာပါတီးရမှာလေအဲ့ဒါကငါလဲနတ်တန်ချောင်းလို့ပြောတာပေါ့ဟဲ့ဟာနင်းပြောတာပေါ့ငါရင်ပြောတာလေငါလဲပြောနေတာပဲမဲကောင်းမအမေချမ်းနှကားဝင်နဲ့ဆွဲနှုတ်လဲဟေးနှကားဝင်ဆွဲနှုတ်ငါငါ ထားတာကမနာလို့ဖြစ်တယ်။အားလည်းအမေတန်းနဲ့ခံလို့နေပါစား။အားမြကောင်မလေးပါလေးနဲ့အမလေးမပြောရင်လို့ကြည့်နေတာ။အားမပြောရင်မပြောရင်လို့ကြည့်နေတာ။တနေကုန်တနေကန်းမူးယူပြီးတော့ဟင်။အဲငါငါကြိုက်လို့တောက်တာလေးဘာဖြစ်တော့။နော်အဲခန်းမင်အောက်မှာတနေကုန်တနေကန်းတောက်စားမူးယူပြီးတော့နေအဲ့ဒီလိုလုံနေလို့အခုခစ်ကလေးဒီမှာကျဘလောက်ပြက်စင်းနေလဲ။မိုးလင်းရမိုးတချုံဟင်ညဆိုလည်းမေဘူးဂေတာတက်လက်နဲ့ရွာရိုးကိုပေါ့ရှာပြီးတော့ဟင်အဲ့ဒါနေနေညောင်နေညောင်ဘာနေကပြန်လာပြောနေတယ်။ငါ့ကိုပြောနေကြတော့ဘာထုတ်လဲ။ဘလောက်ပြက်စင်းနေလဲကြည်သာနေဝက်ပုံစားပုံ

ြပါဦးနေကြပါဦးโอเคပျော်ရင်လို့လာကြတယ်မလားဟုတ်တယ်လေပျော်ရင်လို့ရန်နေဖြစ်ပြီးဘလို့လေဖြစ်နေကြ तू ကဝေဆုံးနေတာ तू ရင်ပြောတာကိုဟော तू ကလည်းပျော်အမေကလည်းတော်တော်ကိုကျော်ကလည်းမပြောနဲ့တော့အဲ့တော့ကျွန်တော်အကြံတစ်ခုရတယ်နော်အကြံတစ်ခုရတယ်ဘလို့အကြံတစ်ခုရဆိုဒီခေတ်တန်းမှာကိုကျော်ကလည်းသူများဆက်မှတောက်ရမယ်ဟာမျိုးမတောက်ရတော့ဘူးနော်ဟိုအမေချမ်းကလည်းသူများဆက်မှစားရမယ်ဟာမျိုးမစားရတော့ဘူး နော်အဲ့တော့ကျွန်တော်အကြံတစ်ခုရတာဒီခေတ်တန်းမှာကျွန်တော်အကြံတစ်ခုရတယ်ဟာလက်တွေလည်းကွေဖမ်းမယ်လေအကွေဖမ်းမယ်အဲ့တော့ဘလူးကွင်းတော့ကျွန်တော်ကအဲထိုင်းရီဆိုတော့ထရီဆိုတော့ကိုကျော်ကအင်းစားတောက်ဆိုင်ခွေရစားတောက်ဆိုင်ခွေရ ဲ့စားတော့ဆိုင်ရဲ့အပေါ်တက်မှာအမေချမ်းကမြန်မာလေးတွေခေါ်ပြီးအပေါ်မှာကာရာအိုကေလေးအဆူလေးနဲ့ဆိုရင်တမိမျိုးလေးတွေနဲ့ကြီးစိုးလို့ရတယ်ကြီးစိုးလို့ရတယ်တောက်စားအဲကြောင်ကျလို့ရှိရင်အပေါ်မှာလည်းကြားလို့ရတယ်အဲ့ဒါဆိုအဲ့ထဲမှာကျွန်တော်ကမန်နေဂျာလုပ်မယ်ဗျာဟုတ်မှန်ပါလားအဲ့ဒါဆိုကျွန်တော်တို့ခွင်လဲပါတယ်အကျိုးမြတ်အကျိုးမြတ်တော့၃ပုံပုံနော်အာအကျိုးမြတ်တော့မနေစရာဘူး၃ပုံပုံ၃ပုံပုံပေါ့အဲ့အပေါ်လဲဆိုလုံးဝမဝေးတော့ဘူးကျွန်တော်အောက်မှာမန်နေဂျာထိုင်လို့ရတယ်နော်မန်နေဂျာအဲ့တော့အဲ့လိုညှိလိုက်တော့ညှိလိုက်တော့နော်အဲ့အဲ့လိုအဲ့ဒါဆိုငါတို့နှစ်ယောက်လဲ ညင်ညင်ရတာညင်ညင်ရရှိလိုက်ပါဟေးဘယ်နေညင်ညင်ရိုက်မှုကိုယ်ရေလောက်လိုက်ပါဦးဆရာရေဟေးပြောမယ်ဟေး ဘာလဲဘာလဲဟာနတ်တွေလို့နတ်တွေကိုဘယ်လိုလဲသာပြောနေရလဲဘာလို့ဆက်တန်နေရလဲနတ်တွေနတ်တွေနတ်ကန်လိုက်ခင်ဗျာယာကြီးကြီးဖြစ်သွားမှာအဲ့လိုလဲကန်စားမှာယာကြီးကြီးဖြစ်နေတယ်ဟာခင်ဗျာဘာလဲဘာလဲကြုံနေရလဲ ဗျာ။ဟဲ့နတ်တွေဟုတ်လား။နတ်တွေ။ဟာဟာပြတ်တနာပဲ။အဲ့ဒါနတ်တွေမဟုတ်ဘူး။ဘာတွေတို့။ဒီမနေ့အလူကန်လှဲ့ဖို့ညရေကကြိုးရင်မှာကျွေးမွေပြီးဝင်နတ်ဝဲဆုံးလေးဝတ်ပေးထားတာ။နော်သူတို့ချင်းများမသိလို့။ညစနနာကြီးကျတော့မူယူပြီးနတ်ဝဲပေါက်ကထွက်သွားတယ်။ဘယ်ထွက်သွားမှမသိဘူး။အခုမှလိုက်အခုမှတွေ့တယ်ဟမ်။လိုက်ချလိုက်ကတာဆိုတော့ကတကယ်နတ်တွေမဟုတ်ဘူး။ဘယ်ရအလူကန်လှဲ့လို့ဒီမနေ့။ဟာအလူကန်လှဲ့ပြီးလမ်းမမှာကတဲ့နတ်တွေ။ဟုတ်တယ်။လမ်းမမှာကတဲ့နတ်တွေ။ဟာပြောတော့တကယ်နတ်တွေဆိုတကယ်နတ်တွေ။ဆက်သွားမှာဆိုလို့ဝတ်ဆုံးဝတ်ပေးတာ။တီယူ မင်းဟုတ်ငါမတော့ငါမတော့ယုံလဲရအောင်မှာကြာ तू ကလည်းပြောလိုက်တာမင်းကလည်းပြောလိုက်တာကြာတီဦးရေဩလက်ပတ်တော့ဩလက်ပတ်တော့မင်းတို့ကလက်ဝိုင်းလက်မဲ့လက်တွေလက်တွေပေါ့ဟုတ်လားအဲ့ဒါဆိုလို့ချင်းအဲ့ဒီလက်ဝိုင်းလက်မဲ့လက်တွေကိုငါလည်းပါပါမယ်ငါလည်းပါရင်လေအဲ့ဒီလည်းပါပါအဲ့ဒီကမလို့ရရပါစကူမန်လေးကမလို့ရနေပြီလေအဲ့ဒီလက်ဝိုင်းမှာငါတချင်းလိုက်ဆိုလို့ရတယ်ဟောတချင်းလိုက်ဆိုတချင်းလိုက်ဆိုငါအတွက်ဝင်လေးလက်ရဖလားတွေကဖလားတွေကတဝက်လောက်ပဲငါ့ကိုပေးလေရတဲ့ဥစ္စာလေးဟောအဲ့ဒါလည်းထဲရမှာ ရှိရကငါအနောက်ကဆိုငါလက်ကပဲအလူကအလူကနော်နေမခမရဘာဆိုမှာအလူကအလူကဆိုတော့အလူနဲ့ပတ်သက်တာဘဘူးမှမကြောက်ဘူးလေတချင်ကိုကျွန်တော်ကဆိုဘဘူးမှမကြောက်ရတဲ့တချင်အသင့်အသင့်နဲ့ဟုတ်တယ်ဟေးပြောင်းလို့ရွှေလို့ဟေးကလို့ကုန်လို့